နွေမဲဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြေဆွေလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အထီးကြီးလေးလုံးကိုပြန်လည်ပြောပြတော့မှာဖြစ်ပါတယ်ဗောနောနေစားကနေကျွန်တော်ဒီလိုစားပြီးလေ့လာကြည့်အောင်နံပါတ်အစဉ်အဖြစ်နံပါတ်30 7ကနေဗောနောတဲကနေတော့ကျွန်တော်မပြတော့ဘူးဗောနောဆိုတော့ကျွန်တော်ဒီခွန်ခွန်ကိုနှစ်တုံးမှာဆိုရင်ဒီခုနှစ်ကိုတစ်ချိန်ဒီခုနှစ်ကို၃ချိန်ဗောနောပြီးရင်နှစ်တုံးက၃မှာတစ်ချိန်ကိုအနောက်မှာနှစ်နဲ့ထပ်ပေါင်းတော့မှာဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ဒီမှာကြတော့ခွန်က၄ချိန်ဖြစ်တော့မယ်ပေါ့เนาะခွန်3.27ခွန်၄28ရှင်းတဲ့နှစ်ပေါင်းရင်30ပေါ့เนาะ3 3သလုံးကြံတဲ့အတွက်ကျွန်တော်3ကို3နဲ့ပေါင်းရှင်းဒီ6ခွန်8ဆိုပြီးတော့အဓိက3လုံး၄လုံးဖြစ်ပါတယ်ပေါ့เนาะ3 6ခွန်8မှာခွန်3ည3ညဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မကျွန်တော်အဲ့မှာတော့အဓိက9သလုံးဒီထိပ်စီဖြစ်ပါတယ်ပေါ့เนาะတပံအဲ့ဒီနေ့အတိုင်းပဲကျွန်တော်ဒီမှာတစ်ကြိမ်2ကို3ကြိမ် တင့်မာတဲ့ကြိုင်အပေါင်းနေစပြေးထပ်ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီမှာခွန်6 9 10 3ကို3နဲ့ထပ်ပေါင်းတော့3 4 5တော်များ3 4 5ကိမာကြတော့3ခွန်ခွန်စပြေးဖြစ်ပါတယ်။3ခွန်ခွန်ဒါကြောင့်မို့ကျွန်တော်ဒီမှာ3ဒီထိပ်စီဖြစ်ပါတယ်ခင်ဗျာ။တဖန်ဒီ3ခွန်ခွန်က3မှာတစ်ကြိမ်အလဲထိုင်မှာ3ကြိမ်ပေါင်းပြီး9 3ညမှာ3ညကိုတစ်ကြိမ်ပေါင်းပြီးညနေထပ်ပေါင်းမှာဖြစ်ပါတယ်ပေါ့နော် အစင်းဒီခွန်သုံးကျန်၂၁ပေါ့နော်၃နဲ့တပေါင်း၄ငါ6ဆိုတဲ့အတွက်6ကို3ပေါင်းရှင်းဒီ9 3ည1 6ကို3ည1ကိမှာ8ကို4ဆိုပြီးဖြစ်ပါတယ်8ကို4ဒါကြောင့်မို့ဒီကိအနေနဲ့ကိုဒလုံးဒီအလေထိန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ8ကို4ငါ4ဆိုတဲ့အတွက်ဒီ8မှာတစ်ကြိမ်အလေ9မှာ3ကြိမ်4မှာတစ်ကြိမ်အပေါင်း2ဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် ကိုတုံးကျိန်ပေါင်းရှင်းဒီ20နဲ့ခုပေါ့နော်ရှစ်ခွန်ဆန်ရှင်းနဲ့နှစ်ပေါင်း30ခုနဲ့လေးပေါင်း70ရာတွေအတွက်တစ်ကို3နဲ့ပေါင်းရှင်းဒီ4 5 6 3 5ကိမှာ5 6 3ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ5 6 3ဒါကြောင့်မို့ကျွန်တော်ဒီမှာ9ရယ်6ရယ်ရှိပြီးတော့5 6 3ဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီ5 6 3ကနေနောက်ထပ်တစ်ချိန်ပါเนาะ9မှာတစ်ချိန်အလဲထိုင်မှာ3ချိန်2မှာတစ်ချိန်အပေါင်း ။ Okay ဒါဆိုရင်63ကြိမ်ဒီ18ရာတယ်ပေါ့နော်။18နဲ့နည်းနဲ့ပေါင်းရင်30ဒီ9ရဲ့နည်းနဲ့ပေါင်းရှင်းခွန်ရာတွေအတွက်ခွန်ကို3ပေါင်း30ဒီနှစ်ခွန်တုံများဒီနှစ်အထီးကိမှာ68ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။963ရတော့နောက်ထပ်ကြိမ်မှာ68ခွန်ဆိုရတဲ့အတွက်ဒီခုနှစ်ကအပိဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။တပန်း68ခွန်ကဒီ6မှာကြိမ်8မှာ3ကြိမ်6မှာကြိမ်အပေါင်း2ဒါဆိုရင်ကျွန်တော်ဒီ ရှင်းတုံးချိန်ပေါင်းရှင်းဒီ20လေးရှောင်းနေသေးပေါင်းရင်30ရှောင်းနေပေါင်းရှင်းရှိရမယ်ပေါ့နော်ရှစ်ကို3ပေါင်း7 7နဲ့73ရှစ်တင်းနဲ့3အထီးကိမှာနိနိခွန်စပီးဖြစ်ပါတယ်ခင်ဗျာနိနိခွန်ဆိုတော့ဒီမှာအထီးကိနိတိထိတ်စီအလေးဖြစ်ပါတယ်ခင်ဗျာโอเคတဖန်နိနိခွန်ကဒီနိမှာတစ်ချိန်ဒီနိကို3ချိန်5မှာတစ်ချိန်အပေါင်းနိအဲဆိုရင်ကျွန်တော်တင်းနဲ့3 4 5နိ5ချိန်ပေါင်းရှင်း30ဒီမှာ5သလုံးကြံမယ်ပေါ့နော် ။ Okay ငါ့ကို၃ပေါင်းရှင်းဒီရှင်း၉တုံညငါရှင်း၉တုံညအထီးကိမှာ၃ရှင်းရှင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။၃ရှင်းရှင်းဒါကြောင့်မို့ဒီရှင်းဒီထိစီအလေ sorry အလေပိတ်ပေါ့နော်။နောက်ထပ်ဒီ၃မှာတစ်ကြိမ်ရှင်းမှာ၃ကြိမ်၆မှာတစ်ကြိမ်အပေါင်းနှစ်အဲဆိုရင်ကျွန်တော်ဒီ၈၃ကြိမ်ပေါင်း၈၂၄၄နဲ့၆ပေါင်း၃၀၃နဲ့၂ပေါင်း၅ကျွန်တော်၅၈၉တုံညာကြီးပဲထပ်ရမယ်ပေါ့နော် မထတဲ့ချိန်မှာ339ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ339တားကြမကိုရဲ့39ရဲ့339ဆိုပြီးဖြစ်ပါတယ်ခင်ဗျာတဖန်339တုံးမှာတစ်ချိန်အလေမှာ3ချိန်ခုနှစ်မှာတစ်ချိန်အပေါင်း2ပါနော်ဒါဆိုရင်ဒီ3နဲ့ခုနဲ့ပေါင်းရင်တစ်စိတ်ဒီမှာနှစ်တစ်လုံးကြာနေအတွက်နှစ်ကို3ပေါင်းရှင်းတင်96ခုနှစ်96ခုကြီးမှာ3ကနေဆိုပြီးဖြစ်ပါတယ်၃၅နှစ်တာကြမနှစ်နဲ့၅နှစ်ဒီအလေပိတ်ပေါ့နော်၃၅နှစ်ရှိပြီဖြစ်ပါတယ် โอเคနောက်ထပ်ဒီ3မှာတစ်ချိန်5မှာ3ချိန်3ညမှာတစ်ချိန်အပေါင်းနှစ်ဒါဆိုရင်ကျွန်တော်ဒီ9 3 5 9နဲ့ဒီနှစ်ပေါင်းရှင်းရှင်းနဲ့9 3 5ပါနော်9နဲ့ဒီ3ပေါင်းရှင်းရှင်းနဲ့နှစ်ပေါင်း10ဆိုတဲ့အတွက်တုံညကို3ပေါင်း3 5တုံည3 55အထီးကိမှာ3ခုနေစပြီဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ GT အထီးကိဒီ3ထိပ်စီဖြစ်ပါတယ်ပါနော် မထတီသုံးမှတစ်ကြိမ်၊၉၃၆ကြိမ်၊၆မှတစ်ကြိမ်အပေါင်းနှစ်။ Okay ဒါဆိုရင်ကျွန်တော်ဒီ၉၃ကြိမ်ပေါင်း၂၈ခွန်ခွန်နဲ့၃ပေါင်း၁၀၆နှစ်ပေါင်း၈ရှိကုံက3ပေါင်း7 7 7 8 7 3အထီးကီးပေါ့နော်နောက်ထပ်ကြိမ်မှာနှစ်လေးရှောက်ဆိုပြီးဖြစ်ပါတယ်နှစ်လေးရှောက်ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာနှစ်ကထိစီဆိုပြီးဖြစ်ပါတယ်ခင်ဗျာတဖန်ဒီနှစ်မှာကြိမ်ဒီလေးမှာ3ကြိမ်တင်မှာကြိမ်အပေါင်းနှစ်ခေတ္တဆွေ di le dong zhe yang ni ba ni le qiao xia ne de bang kong kong dong bang de se kong dong nya tin ni a ti ki ma ni le shi bi phi ba de khu ni le so a ni ga a le phi ba de na tha ni le ga di dong ma de zai ni ma dong zai qiao ma de zai a bang ni ke da shui di ni dong zai bang xin qiao ba ni ti ခွန်၃ည၁နှစ်အထီးကိမှာ၈၅နှစ်ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့အထီးကိနှစ်ဒီဒီတော့ဒီမှာအပိတ်ပေါ့နော်။ Okay ဒီမှာကျတော့ဒီ၈မှာတစ်ချိန်၅မှာ၃ချိန်၃ညမှာတစ်ချိန်အပေါင်းနှစ်အစင်းဒီနှစ်နဲ့ရှင်းနေပေါင်းဒီစေငါးသုံးချိန်စံကားငါးသုံးပေါင်းရှင်းကိုတုံညငါးရှင်းကိုတုံညကိမရှင်းဆောင်ငါးဆိုပြီးဖြစ်ပါတယ်ရှင်း၆၅ဒါကြောင့်မို့ဒီငါးကအပေ ဒီရှစ်ကတော့ထိတ်ဆိုပြီးတော့ရှစ်ဆောင်ငါးကီနှလုံးစလုံးဖြစ်ပါတယ်။တပန်းဒီရှစ်မှာတစ်ချိန်၊၆မှာ၃ချိန်၊၃မှာတစ်ချိန်အပေါင်းနှစ်။အာရှင်၆၃ချိန်က၁၈ပေါ့နော်။ရှင်းနဲ့နှစ်ပေါင်းရင်၃၀၊၈ပေါင်း၁၁။တစ်ကို၃ပေါင်း၄၅၆၊၁၄၅၆အထီးကီမှာ၃၅၆ဆိုပြီးဖြစ်ပါတယ်။356ဒါကြောင့်မို့ဒီ9ကတော့အလေပေါ့နော်ဒီ6ကတော့အပိတ်356အ နောက်ထပ်တစ်ကြိမ်၃၅၆ကတုံးမှတစ်ကြိမ်အလေးမှာ၃ကြိမ်တင့်မှတစ်ကြိမ်အပေါင်းနှစ်ပေါ့နော်အဲဆိုရင်၅၃ကြိမ်ဒီ၅၃၅နဲ့၅ပေါင်း၈အနည်းနဲ့ပေါင်းရင်၁၀ဒီမှာတည်တလုံးကြံနေတဲ့အတွက်၁၄၅လျှောက်ကီးပဲထပ်ရမယ်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာ၆၄၆ဆိုပြီးဖြစ်ပါတယ်၆၄၆ဆိုတော့ဒီမှာ၄ရဲ့၆ရဲ့၆၄၆ပေါ့နော်โอเคနောက်ထပ်ဒီ6မှာတစ်ချိန်၊၄မှာ၃ချိန်၊၈မှာတစ်ချိန်အပေါင်းနဲ့ဒါဆိုရင်ဒီ၈နဲ့နည်းနည်းပေါင်းရင်၁၀ သေး၃ချိန်ဆက်နစ်ဆိုတော့၆ရက်နေ့ရထပ်ပေါင်းတော့ရှင်းရမယ်ပေါ့နော်ရှိတ်ကို၃ပေါင်းတော့ဆက်သေးဆက်နစ်ဆက်သုံးရှစ်တင်းနဲ့၃ကိမှာ၉ခွန်၈ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့အတီကိရှိတ်ကကျွန်တော်ဒီမှာအပိတ်ပေါ့နော်အရှင်ဒီတစ်ပတ်မှာတော့ဒီ9မှာတစ်ချိန်ခွန်ကို3ချိန်ပေါင်းပြီးတော့ဒီ9မှာတစ်ချိန်အပေါင်းနေပါတော့9ခွန်8ခွန်ခွန်ဆိုတဲ့အတွက်ဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်ခွန်3ချိန်ပေါင်း20နဲ့10ဆိုတော့9နဲ့ပေါင်းရင်30ပါတော့ ခွန်ရနေ့ရပေါင်း6ဆိုရယ်63ပေါင်းတော့7နှစ်73 74ဒါဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာ6နှစ်34အထိကီးကျွန်တော်ဒီလင်းလုံးရတယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်တင်ချာနေ့အရာပေါ့နော်တင်ချာနေ့အရာကျွန်တော်ပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်နံပါတ်စင်အဖြစ်နံပါတ်30ရာနေစမယ်ပေါ့နော်နံပါတ်30ရာနေစပြထားတာဖြစ်ပါတယ် ဒီခွန်ကခုနှစ်ရာ3ဒီ3ခွန်ခွန်9ဒီ6ကိုလေး56ဒီ56တော့ဒီခုနှစ်က68ခွန်1ဒီ22ခွန်ပါနော်6က388ဖြစ်ပါတယ်ပြီးရင်ဒီ9နဲ့3ညာဒီ339 9နဲ့5နဲ့ဒီ39နဲ့ဒီ39ကတော့39နဲ့ဒီ2ကကြတော့146ပါနော်ဒီ2ကလည်း3နဲ့လည်း ဒီနေ့ကကြတော့ရှင်းငါနဲ့9နဲ့ရှင်းနဲ့ဒီရှင်းရှောင်း9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာတပန်း9နဲ့ရှောင်းနဲ့ပဲ3 9 6 4နဲ့ရှောင်းနဲ့ကြတော့6 4 6ဒီမှာ8ဒီ9 8 8ဒီဘက်မှာ9 2 3လေးကြီးပါနော်ဒါဆိုရင်ကျွန်တော်ဒီအဘိခွေမှာဆိုရင်ကျွန်တော်၄၅၆၈၉တုံညာပါနော်၄၅၆၈၉တုံညာဆိုတော့ဒီမှာ၉နှစ်၄၉နှစ်၃၄ဆိုတော့၉ပါနော် နေ့၃လေးမပါတဲ့အတွက်၉နဲ့နေ့နဲ့ဝန်ချင်းဖြစ်မှာပေါ့နော်၉နဲ့နေ့နဲ့အထီးကြီးဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါအထီးကြီးလေးလုံးကြိုက်နေတဲ့မိုက်ရှင်များအတွက်ရည်ရွယ်ပြီးတော့ကျွန်တော်ပြန်လည်မျှဝေရှင်းတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအစုပ်ထိလိုက်ပါကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိုက်ရှင်များကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ